မြင်္ဂလာပါမနေ့ပြန်ခုနှစ်သားသမီးများအတွက်တရက်တာရှောင်းဝင်ရှောင်းဝင်များကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့ရက်ဆိုင်ထားတဲ့လုပ်ငန်းများပြန်လည်ပြီးတော့စတင်ရတတ်ပါတယ်အလုပ်မှာအဆစအရရအဆင်ပြေနေပါလိမ့်မယ်ရည်ရွယ်ထားတဲ့အလုပ်များရဲတာလုပ်ပေးပါချစ်တူစီရနေပြီးတော့မမျှော်လင့်မယ်လက်ဆောင်ရတတ်ပါတယ်ခြေထောက်တစ်ဖက်မှာနာကျင်ကြိုက်ခဲနေတတ်ပါတယ်နှိရှိပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းနေအောင်တော့ခရမ်းရောင်နဲ့ပြန်အောင်ဖြစ်ပါတယ် ရေရေအနေနဲ့တော့မိမိရံဖျားမှာလိန်ပေါ်ရေကတ်လို့ပူဇော်ပေးပါတနင်္လာသားသမီးများတို့ယနေ့မှာတော့အလုံနဲ့ပတ်သက်ပြီးတော့မကြားကျင်တဲ့သတင်းများကြားအပ်တတ်ပါတယ်အောက်လက်ငယ်သားသားသမီးများအလုံကနေအိမ်ရနေထွက်သွားတတ်ပါတယ်ပြန်မရတော့ဘူးလို့ထင်ထားတဲ့ငွေများပြန်လဲဝင်တတ်တဲ့နေမျိုးလေးဖြစ်ပါတယ်သွားသွေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်ပါတယ်အချင်းရေးမှာတော့ကြာလေအနေဝေးတတ်ပါတယ်ငါးခွန်ပါတဲ့ခဏများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ခရမ်းရောင်ဖြစ်ပါတယ် ရေရရအနေနဲ့တော့မိမိရံဖျက်မှာဇပြတိကတ်လို့ပူဇော်ပေးပါအင်္ဂါသားသမီးများတို့ယနေ့မှာတော့ငွေကြေးကန်တာကောင်းနေပါတယ်။မထင်မှတ်ပဲနဲ့ငွေအစုလိုက်ပြုံးလိုက် ဝင်လာတတ်ပါတယ်။သူများပြဿနာကိုယ့်ပြဿနာ ဖြစ်တတ်ပါတယ်။ဆွေမျိုးမိသားစုများတို့တော့ကကြုံတွေ့ရတတ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့စိတ်လေနေတတ်ပါတယ်။ခေါင်းတစ်ချမ်းကိုက်တတ်ပါတယ်။အချိန်ရင်းမှာတော့စိတ်နှောင့်ယှက်ဖြစ်စရာတွေကြုံတွေ့ရတတ်ပါတယ်။ နှစ်ခွန်ပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့အနက်ရောင်ဖြစ်ပါတယ်။ရေရရာနေနေရတော့မိမိရဖျားမှာကိမ့်ပုံနှစ်ချက်ကတ်လို့ပူဇော်ပေးပါ။ဗုဒ္ဓဥသာရမိများတော့ယနေ့မှာတော့အလုတ်တွေတို့လိုတန်လန်ဖြစ်နေတတ်ပါတယ်။ဆုံးပြခတ်တဲ့အချိန်နဲ့အချက်သေးတွေကြုံတွေ့ရတတ်ပါတယ်။အိမ်တော်ရင်မှာတော့အထင်မြင်နှွဲကြံများနဲ့ကြုံတွေ့ရတတ်ပါတယ်။လေထိုးလျောက်ဖြစ်တတ်ပါတယ်။အချိန်ရင်မှာတော့စကားများညှင်းခုန်နေရတတ်ပါတယ်။ ဒေးချောက်ပါတဲ့ကနေများအချိုးပေးပြီးတော့ကံကောင်းနေရအောင်တော့ရွှေဝါရောင်ဖြစ်ပါတယ်။ရေနေရအနေနဲ့တော့မိမိရဖျက်မှာကော်ပြန့်ကျော်ကလူပူဇော်ပေးပါ။ကျာရာပရိသရမီများတော့ယနေ့မှာတော့ငွေကြေးကိစ္စများအတွက်အဆင်ပြေအောင်မြင်မဲ့နေလေးဖြစ်ပါတယ်။အစားမတက်ပါတယ်အထူးသတိပြုပေးပါ။ငွေဝင်ပါလိမ့်မယ်။ဖျားပုံတော့ယဟနာပုံတော့များကြွလာရင်ထိထိုးပေးပါ။လေထိုးလျောက်ဖြစ်တတ်ပါတယ်။အချင်းရင်းမှာတော့အထင်မြင်ရစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ နှစ်လေးပါတဲ့ခဏများအချိုးပေးပြီးတော့ကံကောင်းနဲ့ရအောင်တော့အစိမ်းအောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့တော့မိမိအရာဖျက်မှာခေါင်းဆွဲကြော်ကလူပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့ရေထားသမျှစိတ်ကူးထားသမျှအရာရာအဆင်ပြေနေပါလိမ့်မယ်။မိတ်ဆွေများရဲ့ဝမ်းသာစရာတရင်ကောင်းများကြားအပ်တတ်ပါတယ်။အိမ်မကတ်ချင်တာတွေအလုပ်ပြောင်းချင်တာမျိုးတွေဖြစ်နေတတ်ပါတယ်။အချင်းရေးမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ကိုယ်လက်ရရနဲ့ဝေဒနာများခံစားရတတ်ပါတယ်။ ငါခွန်ပါတဲ့ကနေများအချိုးပေးပြီးတော့ကံကောင်းနေအောင်တော့ဖြူအောင်နဲ့ငွေအောင်ဖြစ်ပါတယ်။ရေတရားနေနေရတော့မိမိအရာဖျားမှာပေါမုတ်ထောပတ်တုတ်ကလို့ပူဇော်ပေးပါ။စနေသားရမီများတော့ယနေ့မှာတော့စိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြီးနူးဝမ်းမြောက်စရာတွေနဲ့ကြုံတွေ့ရမယ့်နေမျိုးလေးဖြစ်ပါတယ်။အဖက်ဖက်ကနေပြီးတော့ကံအခွင့်လာအလွန်ကောင်းတဲ့နေ့လေးဖြစ်ပါတယ်။မျက်စိနာတာအောင့်လာမျိုးတွေဖြစ်တတ်ပါတယ်။အချိန်မှာတော့ကြာလေနေဝေးတတ်ပါတယ်။ နှစ်လေးပါတဲ့ကလေးများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြစ်အောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့ကတော့မိမိရဖျားမှာတီးဆောင်ကိတ်ကတ်လို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။